ကောက်ကြီးအရှမ်းကိုကြိုက်နေတာခုတတိယတပတ်လောက်အလကားပြေးပြီးမှဆိုလို့အရှမ်းကိုပူကြိုက်သွားပါပြီခင်ဗျာဒီလိုရှိရင်ပုံစံအာဖရလိုပုံစံမျိုးလေးဖြီးသွားရင်လည်းအဆင်ပြေလို့ရှိရင်မှ service ပါလေ service တက်ပါတော့ ဲ့ခါကျတော့ခီးပိုင်သွားလို့ရှင်ကိုကအမြဲသွားလို့ရှင်လဲတအုပ်တစ်စင်းသွားတာဟုတ်တယ်ဟုတ်တယ်အဲ့ဒါကြောင့်လို့နေရီပိုင်သွားလို့လဲဆင်းတော့ဒီကားလေးကိုဒီဘီညီမအတွက်နဲ့ဒီကားကိုတော့အကွန်မန်းပေးတယ်ကိုလည်းရန်သဘောကျနာမှာစေမောင်မောင်အကို့ကိုပြောနေသေးတယ်ဘလို့လေးညှိပေးလို့ရလဲဆိုပြီးတော့ ကြီးကိုတင်ပေးပြီးဖြန့်ပြီးမဲ့လူကတော့ဒီလိုယုံကြည်မှုတွေနဲ့ရွေးချယ်ခဲ့ရင်ဆိုရင်တို့ဒီဒစီကျင်းစည်းဖို့ပေါ့နော်ဝယ်ယူတဲ့အနေနဲ့လေးကျွန်တော်ထင်ပါတယ်ဒီကဒီလိုရွေးချယ်မှုကကျွန်တော်တို့ခါထားတဲ့ criteria မျိုးကိုစဉ်းစားပြီးရွေးချယ်မယ်ဆိုရင်ဒီရတဲ့မျိုးရွေးချယ်မှုကမမှားပါဘူးအဲနောက်တစ်ခုပေါ့နော်အခုဒီနေ့အခုကျွန်တော်ဒီ launch မှာပြထားတဲ့ EM7 ပေါ့နော်ဒီကားကဆိုရင် MPV type မျိုးစားဖြစ်တယ်9ယောက်စီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ MPV ထဲမှာပေါ့နော် MPV ထဲမှာဒီဈေးနှုန်းနဲ့ပေါ့နော်ဒီလိုဟိုပါပေါ့ရနိုင်တဲ့ကား အဲကျွန်တော်သိသလောက်ပေါ့နော်မသိသေးတာလည်းဖြစ်မှာပါသိသလောက်မှာတော့မရှိပါဘူးပေါ့နော်ဒီတိတိတထောင်ကျော်ဝင်နေတဲ့ဒီလိုဟိုဟာပေါ့နော် MPV ကတည်းကရနိုင်တယ်အဲနောက်တစ်ခုကဘာရှိလဲဆိုတော့ကျွန်တော်တို့အဓိကကကျွန်တော်တို့ အာဖတာစီစားပြီးအတိုင်းကိုကျွန်တော်တို့တော်တော်လေးခိုင်ခိုင်မာမာတိစောက်ထားပါတယ်ကျွန်တော်ဒီအဲ့ဒီအာဟူဥတီဘီရောက်มาဖြစ်တဲ့အတွက်ပေါ့နော်ဒီခုနစေးရဲ့ price ရဲ့အဲနောက်တစ်ခါကျတော့ MBB ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကအဟောပါပေါ့နော်ဘက်ဆုံတုံးလို့ရတယ်ပေါ့အိမ်မှာကလေးကြောင်းကျုပ်ကျောင်းပို့တုံးလို့ရတယ်ဈေးသွားလည်းတုံးလို့ရတယ် highway သွားလည်းတုံးလို့ရတယ်ပေါ့နော်ဒီလိုအချက်တွေနဲ့ကိုင်းနေတဲ့ကားတစ်စီးဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလိုရွေးချယ်လို့ရတယ် လက်စရီဒါသဘောကျတယ်ခုနသွားကြည့်ပြီးတော့သင်တာလက်စရီပုံသဘောကျအဲ့ကကြီးတော့နည်းနည်းလက်စရီပုံစံလေးပဲဟုတ်တယ်ကတ္တောင်းမှလည်းရှိတစ်ခါလုံးကလေရင်စက်ကြီးလိုမျိုးလို့ပြောတယ်နော်အရင်လည်းခီးသွားတယ်တတတတတရှိရဲ့ပုံစံလေးပေါ့နော်ဆယ်လ ်တယ်အာသာကျဟုတ်တယ်ဟုတ်တယ်ကြီးတာအာသာကျကားချင်းချင်းနဲ့မှဆင်ပြေတယ်ဟုတ်တယ်အဲ့တော့ဒီခုပြေတော့တော်တော်ကြီးတဲ့ကားဆိုင်ဆိုတော့တော်တော်လေးကိုဆင်ပြေပြောဈေးကွက်ထဲမှာလည်းလိုမျိုးနော်ဒီလိုမျိုးအာကြဲကြဲဝုန်းဝုန်းနဲ့ခရီးသွားလို့ကောင်းတဲ့ကားမျိုးအီးမီတယ်မှာမပေါ်သေးဘူးဟုတ်တယ်ဟုတ်တယ်ဒါကဖတ်ဆိုင်ပဲဟုတ်တယ်ဟုတ်တယ်အဲ့ဆိုတော့ကကိုယ်လေးပေါ့နော်ကိုယ်လေးကိုယ်တိုင်စီးဖို့တော်လည်းစိတ်ဝင်စားတယ်အဲ့အတွက်ဒီနေ့တပွက်တက်ရင်းနဲ့ကားရော်ထပ်ပြီးတော့လေ့လာဖို့ဆိုတာဖြစ်သွားတာပါရှင် ာမြင်ဘူးတော်တော်ကောင်းတာပဲနော်သူ့ဟာဟွာလာ EV ပေါ့ကြီးပဲနော်တစ်ခါမြင်ဘူးသူ့မှာမြင်ဘူးလား EV ကားနဲ့ကိုနေကသိမ့်တယ်လေသိမ့်အကြောင်းမသိဘူးသူကရှင်နဲ့အမဲလားအမဲကြိုက်တယ်အမဲကြိုက်တယ် သူ့ရဲ့တက်တန်းခိုင်မာမှုတွေထုတ်လုပ်မှုတွေတက်နေရာမှာစနစ်ကျမှုတွေအဲနောက်တစ်ခါကျတော့ဒီ ဟိုကားနောက်ကကျတော့ဈေးနှုန်းပေါ့နော်နောက်က after sales ပဲဒီအချက်တွေအကုန်လုံးကတော့ brand ကိုရွေးချယ်ဖို့အတွက်အဲခိုင်လုံတဲ့အကြောင်းပြချက်တွေဖြစ်မယ်လို့ယုံကြည်ပါတယ်အချစ်ရော future plan မှာဆိုရင်တော့ကျွန်တော်ဒီ MPV မှာဆိုရင်တော့ဒါပထမဆုံးတွင်လာတဲ့ series ပေါ့နော်ဟိုလည်းပေါ့လက်ရှိနောက်နောက်နောက်နှစ်တွေဆိုလို့ရှိရင်ဒီ MPV series ကိုပဲကျွန်တော် upgrade ထပ်လုပ်ဖို့အတွက်ကုမ္ပဏီနဲ့အကုန်ညှိထားပြီးပါပြီစက်ရုံပိုင်းနဲ့ဒီပို့ပြီးတော့ကောင်းတဲ့ feature တွေပေါ့နော်ထပ်ထည့်မယ် range တွေထပ်တိုးမယ်ပေါ့နော်ဒါကြီးလည်းဒီ car တစ်စီးတဲ့အပေါ်မှာပြောရင်တော့ဒါကြီးထပ်တိုးမယ်နောက်တစ်ခါကျတော့ကျွန်တော်ကျွန်တော်ကုမ္ပဏီအနေနဲ့ပြောမယ်ဆိုရင်နောက် mini EV တွေပေါ့နော် mini EV တွေကျွန်တော်လက်ရှိလဲသွင်းထားတာရှိတယ်ဖြတ်ဒီနေ့ဒီနေ့ဆိုစပြီးစိတ်ခန့်ရပြီပေါ့နော်အာဒီကားဒီ range 250 300ဝန်းကျင်မှာရှိတယ်အဲဈေးလဲတက်တော့တက်တာလေးနဲ့ပေါ့နော်ဒီကားလေးတွေလည်းထပ်ဝင်လာဖို့ရှိပါတယ်အဲနောက်နောက်နှစ်မှာလည်းကား mini ကားလေးတွေပေါ့နော်ကျွန်တော်ကဒီဟိုပေါ့ဒီ website ကိုတိတ်ပြီးတော့မသွားဘူးပေါ့နော်အာသေးရင်လည်းဟိုဟို mini level မျိုးပေါ့နော် mini level ဆိုဆိုရင်ကျွန်တော်ဟိုအရင်တက်တက်လေးမဟုတ်ဘဲနဲ့ဒီဟိုပေါ့နော်အဲဟို photo ပဲပေါ့နော်ဟိုဟို ကာလီဖြစ်မယ်အဲနောက်တစ်ခါကျတော့ခုနဟို range အပြည့်ဆိုလည်း250 300ဝန်းကျင်ရတဲ့ဟာမျိုးပေါ့နော်ကြိုက်တယ်မျိုးတော့ပဲအဲ့ဒါအရင်ကခုကြိုက်နေတာခုနကစဉ်းစားနေပြောနေသေးရဲ့ အောင်မဲမဲစီးကြမလားအဲ့လိုအလုံးအလုံးမဆိုတအားလဲခန့်နေပေါ့နော်အဲ့တော့ကိုရီဆိုကားလို့ပွဲတွေလည်းသွားတယ်အဲ့ဒါမဲ့ပွဲလည်းတွင်သွားတဲ့အခါကျရင်လည်းအရန်ကိုခန်းနာပြီးတော့တော်တော်လေးကိုလက်စရီမှုနဲ့ပါကားဝင်နေဘောဆိုကိုရီးယားကားရဆိုကားကြီးကတကားဘောကွာအဲ့တားလေးစင်းလာရောပဲကွာတည်ရဘောဒီ car brand ပေါ့နော်ထိုးဖောက်နိုင်ပါစေတကယ်လဲရောင်းကောင်းပါစေကျွန်တော်တို့လည်းစိတ်ဝင်စားတယ်အားပေးဖို့လည်းစီစဉ်ရှိတယ်အားလုံးလည်းအားပေးနိုင်ကြပါစေ โอเคပါဒီပေါ့ BMW ကနေဒီကားကြီးက EV ထဲမှာအမြဲတမ်းမတွေ့ဘူးသေးတဲ့မရှိသေးတဲ့ကားမိသားစုသုံးပေါ့เนาะအကြမ်းမဲ့သုံးသုံးပြန်ဆိုပြီးပဲသုံးသုံးတော်တော်လေးအဆင်ပြေပြီးပေးရတဲ့ဈေးနဲ့ဟောเนาะတကယ်ကိုသုံးလို့လာတက်တောင်းတာရှိမယ်အဝင်ကျဲတဲ့ကားမျိုးဖြစ်ပါတယ်အဲ့တော့အမြဲတော့မိသားစုလိုက်စီးမယ်ဆိုတော့ဒီ BMW မြန်မာကားလေး recommend ပေးချင်ပါတယ်အဒီပွဲလေးဒီ interview ကြည့်ပြီးတဲ့ခါကျတော့လေ Bor showroom မှာ BMW မြန်မာ showroom မှာပေါ့เนาะလာကြည့်ပြီးတော့လေးလာလို့ရပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင့် ော် customer တွေကျွန်တော်တို့ဘက်ကနေပြီးတော့ဗောနော်ကျွန်တော်တို့က EV ကားတွေကိုတုံးဆွဲတဲ့အပိုင်းမှာဗောနော်အရေယုံကြီးကြီးနဲ့ဗောနော်ဟိုတုံးဆွဲပေးပါဒီ market ထဲကိုဝင်နေကဒီကောင်းကျိုးများမယ်ထင်လို့ပဲရွေးချယ်ပြီးဝင်ခဲ့တာဖြစ်တဲ့အတွက်အဲအလုံးကလည်းဟိုပါဗောနော်စဉ်းစားကြည့်လို့ရပါတယ် EV နဲ့ပတ်သက်ပြီးတုံးဆွဲမှုပိုင်းနဲ့ဗောနော်အနောက်တစ်ခါကျတော့ကျွန်တော်တို့ကဒီ BAD program ပေါ်မှာလည်းအရေယုံကြီးကြီးနဲ့ after sales service ကိုလည်းအတကယ်ကိုရေယုံကြီးကြီးနဲ့ပဲဒါကြောင့်အပိလဲပါလို့ပြောချင်ပါတယ်ခင်ဗျာ Thank you. Thank you.